အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ channel လေးကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီနေ့ကျွန်တော်ပြန်လည်မျှဝေပေးမယ့်အကြောင်းအရာလေးကတော့ Facebook ကဗီဒီယိုတွေကိုဗာဆော့ဝဲမှာမလို့ပဲနဲ့အလွယ်တကူဒေါင်းလုဒ်ဆွဲလို့ရမယ်နီးလန်းလေးကိုမျှဝေပေးတော်မှာပဲဖြစ်ပါတယ်အားဆိုရင်အရင်ဆုံးအနေနဲ့နီးပညာနဲ့ပတ်သက်တဲ့ဝိသုတတွေလေ့လာလို့ရအောင်ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ထားပေးဖို့လည်းတောင်းဆိုချင်ပါတယ်ဒါဆိုရင်အရင်ဆုံးအနေနဲ့ကျွန်တော်တို့ Facebook ထဲကိုဝင်လိုက်ပါမယ်ဗျာ ဲ Facebook တဲ့ကိုရောက်ပြီဆိုရင်တော့အဲကျွန်တော်တို့ဒေါင်းလုဒ်ဆွဲခြင်းတဲ့ဗီဒီယိုတစ်ခုပေါ့နော်အဲကျွန်တော်ကတော့အဥပမာအနေနဲ့ပဲဗီဒီယိုလေးတစ်ပုဒ်ကို copy link ယူပြပါမယ်။ခုအဲကိုဒေါင်းလုဒ်ဆွဲခြင်းတဲ့ဗီဒီယိုတွေ့ပြီဆိုရင်ကျွန်တော်တို့အောက်နားမှာခုလို share ဆိုတာလေးရှိတယ်ပေါ့နော်။ဟုတ်ကဲ့ share ဆိုတာလေးအဲတစ်ချက်နှိပ်လိုက်ပါမယ်ဗျ။ အဲပြီးရင်တော့ကျွန်တော်တို့ဒီတိုင်းလေးထွက်လာပါမနော်ပြီးရင်ဒီအောက်နားမှာရှိတဲ့ဒီ copy link ဆိုတာလေးရှိပါတယ်ဟုတ်ကဲ့အဲ copy link UV ဆိုရင်တော့ကျွန်တော်တို့ Facebook ကနေပြန်ထွက်လို့ရပါပြီအဲပြီးရင်တော့ကျွန်တော်တို့ Google ဒါမှမဟုတ်ရင်ကျွန်တော်တို့ Chrome နဲ့ကိုဝင်လိုက်ပါမယ်ဗျအဲကျွန်တော်ကတော့ Google နဲ့ကိုဝင်လိုက်ပါမယ် ဟိုရဲတွေကိုရောက်ပြီဆိုရင်တော့အခုကျွန်တော်၄တောင်ဝိုက်ပြတ်ထားတဲ့ဒီနေရာလေးမှာအဲအခုကျွန်တော်ရိုက်ထည့်တဲ့အတိုင်းလေးရိုက်ထည့်ပေးရမှာဖြစ်ပါတယ်ဟုတ်ကဲ့ဒီတိုင်းလေးရိုက်ထည့်ပေးရမှာဖြစ်ပါတယ်ဗျ Facebook download ဆိုပြီးတော့ဗောနော်အဲဟုတ်ကဲ့ဒီတိုင်းလေးရိုက်ရှာပေးရမှာဖြစ်ပါတယ် အဲပြီးရင်တော့ကျွန်တော်တို့အဲဒီလင့်လေးထွက်လာတာပေါ့နော် Facebook တောင် Facebook ဗီဒီယိုဒေါင်းလုဒ်တာဆိုပြီးကျွန်တော်တို့ဒီအပေါ်ဆုံးမှာပဲလင့်လေးထွက်လာပါတယ်ဗျအဲ့ဒီလင့်လေးတွေကိုဝင်လိုက်ပါမယ်ဟုတ်ကဲ့ဒါဆိုရင်တော့ပြီးရင်ကျွန်တော်တို့ဒီအဲဒီပါလေးထဲမှာပေါ့နော်ခုနကကျွန်တော်တို့ Facebook ကနေကိုဒေါင်းလုဒ်ဆွဲမဲ့ဗီဒီယိုရဲ့ copy link ကိုထည့်ပေးရမှာဖြစ်ပါတယ်အဲကြာကြာလေး fit ထားပြီးတော့ paste ဆိုတာလေးနှိပ်လိုက်ရင်ရပါတယ်ဗျာ အဲဒါဆိုရင်တော့ကျွန်တော်တို့ download ဆိုမဲ့ video ရဲ့ link ကဒီထဲကိုရောက်နေပြီဖြစ်ပါတယ်။အဲအဆင်ပြေပြီဆိုရင်တော့ကျွန်တော်တို့ download ဆွဲလို့ရပါပြီ။ပြီးရင်ဒီဘက်မှာရှိတဲ့အဲအခုကျွန်တော်မျှတုပြတဲ့ download ဆိုတာလေးကိုနှိပ်လိုက်ပါမယ်။ဟိုဒီတိုင်းလေးထွက်လာပြီဆိုရင်တော့ကျွန်တော်တို့အဲဒီအောင်နာမှာရှိတဲ့အဲ quality video quality ရွေးလို့ရတယ်ပေါ့နော်။အဲအပေါ်ကတော့ရိုးရိုး video quality နဲ့အောက်ကတော့ HD quality နဲ့ဆိုပြီးနှစ်ခုပြနေမှာဖြစ်ပါတယ်ဟိုကဗီဒီယိုအကြီးတောင်းမယ်ဆိုရင်တော့ဒီ download video ရင် HD quality ဆိုတာလေးပေါ့နော်အခုကျွန်တော်6000ဝိုက်ပြထားတာလေးကိုနှိပ်လိုက်ပါမယ်အဲဒါဆိုရင်တော့ကျွန်တော်တို့ download စာဆွဲနေပြီဖြစ်ပါတယ်ဗျပြီးဆိုရင်ကျွန်တော်တို့ဒီကနေထွက်လို့ရပါပြီအဲကျွန်တော်တို့ခဏတော့စောင့်ပေးရတယ်ပေါ့နော်ဒီမှာ ဒီဟာလေးကျွန်တော်တို့ပြည့်သွားပြီဆိုရင်တော့ဂလာဒီထဲမှာဖြစ်ဖြစ်ကိုယ့်ရဲ့ဖိုင်ထဲမှာဖြစ်ဖြစ်ဝင်ကြည့်လို့ရပါတယ်အယောင်မရောက်ဟုတ်ကဲ့ဒီနီလန်းလေးအတိုင်းကျွန်တော်တို့ Facebook ကဗီဒီယိုလေးကိုဗာ software မှာမလို့ပဲ download ဆွဲလို့ရပါတယ်ဒီနေ့ဗီဒီယိုလေးကိုအဆုံးထိလိုက်ကြည့်ပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်